ါကဟိုအမတ်တရပြောပါတော့ဝင်ဝင်ရိုက်ပါကျွန်တော်ဆပြီးတော့နေတဲ့ချိန်မှာအတိစိတ်ကဘလို့လွှမ်းမိုးခံထားရလဲဆိုတော့ရိုက်နေရင်းနဲ့ကက်ကက်ကက်ဆိုတော့ရက်လိုက်ပြီရက်လိုက်ပြီးတော့တားတယ်ကိုယ်လေးရှိမှများဟိုတပည့်တွေပဲဖြစ်နေနေဘူးလားတဲ့အဲ့လိုအတင်လုပ်တဲ့သူတိတ်မရှိဘူးဒီစက်ပြောရတယ်ကိုယ်လေးတယောက်ပဲရှိတယ်အဲ့လိုမျိုးအဲ့ဒါကြောင့်ဒါကိုယ်လေးတွေကတရားဖြစ်နေတဲ့အခါတော့ ကွင်းလေးရှိမှမယ်ဒါပဲခံတာအဲ့ကားကြီးကြည့်ထားလားဆိုပြီးတော့မှကျွန်တော်မေးခံရဘူးတဲ့အမှန်တော့ဒါကျွန်တော်မသိစိတ်ကအကြည့်များပြီးတော့ဟိုလည်းတူးယူမိတာလည်းဖြစ်မှာပေါ့မပါသွားတာလည်းဖြစ်ဆိုတော့အဲ့လောက်ထိတော်မှုခဲ့ပါအဲဒီကလေးကတော့ moment new ပေါ့နော်ဇလန်နာမည်က moment new ပါအဲဇလန်လို့ဖြစ်ပါတယ်အဲဒီဇလန်လို့ရတော့ဇက်ကို ျွန်တော်တို့ဒီလုတ်တဲ့ခါရောဖတ်တဲ့ခါမှာဆွေးနွေးတဲ့ခါမှာဇက်ကလီရတော်ကောင်းပါလေအဲဒီဆိုအတူတူအများကြီးလောက်ရမယ်အဲသူဆိုအတူတူအများကြီးလောက်ရတယ်အခုဆိုတော့အတူတူအများကြီးလောက်မယ်အခုဆိုလို့ရှိရင်အဲတမိငယ်ဘဝရောနော်မြီးမြီးလေးဘဝရောပေါ့နော်အဲအဲ့လိုမျိုးကိုတော့တောက်ချောက်မိတဲ့အဲဇောင်းကြီးတယောက်ခရိုက်တာခရိုက်တာနဲ့ပါအာဒီမှာတော့ကိုယ်ကပေါ့ကွာ စီးပွားကြနေတဲ့လုပ်ငန်းရှင်တစ်ခုကိုမင်းနိုင်ဆိုရင်ကတော့အဲကျွန်တော်ဒီထဲမှာဟာပေါ့ကိုရလေးအိမ်မှာအလုပ်သမားပေါ့အလုပ်သမားပေါ့အစီအကံပေါ့အဲဒီကကျူဆိုင်နဲ့ပြန်ပြီးတော့တိုက်ခံဖြစ်တဲ့နေရာလေးပေါ့နော်ဒီကွာပေါ့ကိုသွေးတောက်ဆိုတဲ့ကိုင်တာဒီကွာ၃ယောက်သူဆုံးတာတော့ပထမဆုံး ကွယ်လေးနဲ့တော့ကျွန်တော်အမြင်ရောတော့ခင်ဗျာဆောက်တယ်ပူပီးကတဲ့ကာကြီးတော့တကဆောက်ကအကြီးတော့လဲဆုံးတယ်ဒီကလေးကနေဆုံးတာအခုချိန်ဒီအဲလို့ပြောတာအောင်ကျန်းတဲ့တော့ပထမဆုံးဆုံးတာတော့အောင်လေတော့ပထမဆုံးနော်အကိုကအကိုကြီးအမြဲလူပြိုလန်းဆန်းပြီးတော့အားကြတယ်ဘယ်ချိန်ကြီးကြီးအပြည့်ပဲကွာ ခံရတယ်နော်ကြီးခံရတယ်ဘူးဘူးကောင်းလို့ဆိုလို့ရှိရင်လည်းဝင်နေလေးတွေအခုချိန်ဒီပြီသူတို့အများတူတဲ့တဲတူတက်လာတော့တွေ့ရတယ်ပေါ့နော်အဲဝင်လေးတွေကနေပြီးအခုချိန်ဒီဆိုလို့ရှိရင်သူကဒီလိုဆိုလို့ဒီနေရာမှာ jet တိုင်းပြီးအခုခုနမယ်ခင်ခင်ဖြစ်သွားပြီးလူပဲအောက်ဂျန်ဆိုလည်းအဲခင်ခင်ခင်နေရာတနေရာမှာဖြစ်သွားပြီးအောက်ဂျန်ရေလို့ဖြစ်လာပြီပေါ့နော်အဲဖြစ်လာတဲ့အမြတ်သူတို့ရဲ့ယူယူစကားရအကုန်လုံးက အဲတင့်တယ်လာတာပေါ့ဗျာဒီလိုနဲ့မတူတော့အခုဆိုလို့ရှိရင်ဘူးခန့်ညားလာတယ်အဲနံပါတ်နဲ့ညနေနဲ့တွဲပြီးကြွားကြတယ်ပေါ့နော်အဲအဲ့လိုလေးမြင်ရတော့လေကျွန်တော်ဝမ်းသာပြီးလို့ဖြစ်ရပါတယ်ကျွန်တော်လည်းအဲ့လိုဖြစ်အောင်တူသားခဲ့ရတာပေါ့အဲ့တော့တူသားခဲ့တယ်တူသားနေတဲ့လူတွေလို့ပဲကျွန်တော်ပြောချင်ပါတယ်အဲတူလေးနဲ့ကျွန်တော်လည်းလူချင်းမတွေ့ခင်မှာတော့ခန့်ညားတော့လေဒါကဟိုအမတ်တရပြောတာဝင်ဝင်ရိုက်ပါကျွန်တော်စပြီးတော့နေတဲ့ချိန်မှာအတိစိတ်ကဘလို့ပြန်မိုးခံတာရိုက်နေရင်းနဲ့ ကက်ကက်ကက်ဆိုပြီးတော့ရက်လိုက်တယ်ဟုတ်လားရက်လိုက်ပြီးတော့မို့သားရယ်ကိုယ်လေးရှိမှများဟိုတပည့်တွေပဲဖြစ်နေနေဘူးလားတဲ့ဟိုကျွန်တော်နေဘူးပေါ့ခင်ဗျာဆိုတော့ဘာမှမဟုတ်ဆက်ရမယ်ဆိုတော့ဘုရားလေးဟာဖြစ်သွားဆိုက်ကိုဖြစ်သွားလေးဘာမှလည်းအဖြေလေးပြန်မပေးလိုက်ဘူးသူကအဲ့လိုမေးပြီးတော့မှဆက်ရရောနောက်တော့မှပြန်ပြောတာဟိုဟာဟို တားလုတ်သွားတဲ့ item လေးတွေပေါ့ကိုကတော့အမှတ်တမဲ့ပါပဲလုတ်တက်လို့လုတ်တာပါအမှတ်အဲသူအားတဲ့စကလုံးတစ်လုံးချင်းပေါ့မှာဒီတိ item လေးလုတ်သွားတယ်အဲ့လို item လုတ်တဲ့သူအဲ့မရှိဘူးဒီစစ်စပ်ပြောရတယ်ကိုရင်လေးတယောက်ပဲရှိတယ်အဲ့လိုမျိုးအဲ့ဒါကြောင့်ဒါကိုရင်လေးတွေကိုရောဖြစ်နေတဲ့အခါ ကွင်းလေးရှိမှမယ်တပည့်ခံတာညာခိုက်ကားကြီးကြည့်ထားလားဆိုပြီးတော့မှကျွန်တော်မေးခံရအောင်လေအမှန်တော့ဒါကျွန်တော်မသိသေးကအကြည့်များပြီးတော့ဟိုလည်းတူးယူမိတာလည်းဖြစ်မှာပေါ့ပါသွားတာလည်းဆိုတော့အဲ့လောက်ထိတော်မူခဲ့ပါအကိုကတော့ကျွန်တော်တို့ဝေတိုင်းအမြဲတမ်းသင်ကြပေးတယ်ပေါ့နော်အဲဒီအချိန်မှာဝေးလာတော့မနဲ့ပြန်တော့ဆိုရင်တော့ဆိုတော့ဆိုတော့ကြောက်တာပေါ့နော်အကိုကတော့ငယ်လည်းငယ်သေးတာသူ့ကြားရဲ့တင်းကြားရဲ့တကယ်ကိုများတဲ့ကျွန်တော်တို့ဆရာတယောက်လည်းပြောလို့ရပါတယ်အဲဒီကိုညီမပြကြည့်ဒီတို့မှလည်း အဲကျွန်တော်အခုလည်းတော်တော်လေးစားပါတယ်ပေါ့နော်ကျွန်တော်အဲနောက်ဆုံးရိုက်တဲ့အခန်းလေးဆိုကျွန်တော်ဟိရီအမှတ်ရတယ်ပေါ့နော်ကိုကိုတာတက်ရတဲ့အခန်းလေးပေါ့နော်တက်ရတဲ့အခန်းဆိုရင်အရရလုံးအာမနာတယ်ပေါ့နော်ဆိုတာနဲ့အာကျွန်တော်တကယ်ကိုကိုရတေဥဆောင်ရတဲ့အချိန်မှလည်းတကယ်စိတ်ထဲမှာအဆင်ပြေတယ်ပေါ့လို့ပြမယ်အချိန်ထဲမှာမစိုးနေတော့ဘူးပေါ့ဒီလိုဆိုအခုပေါ့အာနေအာနာနေရမယ်ပေါ့နော်ကိုနည်းနည်းရိုင်းစိုးပြန်ဖြစ်တော့ရိုင်းပြေးမိတာပေါ့နော်ဘာပြောကိုရဲ့ ဒီလမ်းပြပေးမှုလမ်းပြပေးတာပေးမှုပေါ်မှာလည်းကျေးဇူးများတယ်ပေါ့နော်အခုလိုနှစ်ခေါက်ပြဆုံးတဲ့အချိန်မှာလည်းရောင်းမတာပါလေကိုကြီးကအများကြီးတည်ယူတော့အဲကိုကြီးကကားရဲမဆုံးခင်ကတော့မင်္ဂလာပွဲမှာတော့တဲ့ကိုကြီးကအမှတ်တရပဲသူတော့အားကြရတယ်သူကကွဲကြည့်ရပြီးတော့မဆိုင်လည်းအများကြီးရပါဒါပေမဲ့ပြက်ကုန်သွားတယ်ကိုကြီးအကိစ္စပြောလိုက်ပါဟုတ်တယ်ဥမာကိုကဟိုပန်းစီရလို့စူကြီးတွေအများကြီးရတယ်အားမပါတော့အဲ့လိုမင်္ဂလာပွဲမျိုးမရှိဘူးနော်ပန်းစီလည်းရအောက်ကနေစပွန်ဆာတွေလည်းတခါတန်းလာတာဟုတ်ရောင်းမတာအဲ့ပါ ရမ်းမဲ့လေကို့အောက်မှာဒန်းစီနေဆိုတော့လည်းအများကြီးပြန်ဝေးရတာပေါ့ပေါ့မှာပုံမှန်ရအဲ့တော့ဖန်စီလေးရတယ်ပုစံ30လောက်ရတာတော်သေးတယ်အိပ်ပြပြန်မဆိုင်လိုက်ရအောင်မတရားဘူးနော်